ချမ်းသာပေမဲ့ဘဝင်မမြင့်ပဲလိမ္မာရင်ကျေးတဲ့သမီးလေးတွေကိုမိထားလို့ချီးကျူးခံရတဲ့မင်းသမီးနန္ဒာလိုင်းပရိသတ်များလုံးမဲမင်္ဂလာဝါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ချမ်းသာကြွပါပေမဲ့လည်းဘဝင်မမြင့်ပဲနဲ့မာနာမကြီးပဲလိမ္မာရင်ကျေးတိမ်မွေးပြီးတော့ဘာသာရေးလိုက်စားတဲ့သမီးလေး၃ယောက်ကိုမွေးထုတ်ထားတဲ့သူကတော့တရုတ်ဆောင်မင်းသမီးနန္ဒာလိုင်းဖြစ်ပါရယ်ဒါကြောင့်လေအားလုံးကဒီလိုမျိုးသမီးလေးတွေကိုမွေးထုတ်ကပြုစုပြောင်းထောင်ခဲ့တဲ့နန္ဒာလိုင်းကိုချီးကျူးနေကြတာပါ။ ယနေ့ခေတ်မှာတော့ချမ်းသာကြွားတဲ့တရေသားသမီးတွေဟာစိုးသွမ်းဘဝင်မြင့်ကသုံးဖြုံးကြတာများပါတယ်။ အထူးသဖြင့်တော့တရေသားသမီးတွေဟာအရွယ်မတန်ခင်ရည်စားထားနိုင်ငံသားကိုရှော့ပင်ထွက်ဈေးကြီးတဲ့ပစ္စည်းတွေကိုဝယ်ကမိဘပတ်စံတွေကိုတုံဖြုံစားသဖြင့်လူပေါ်ကျော်ပေါ်ပင်ခုခိကလေးတွေများပါတယ်။ယနေ့ခေတ်မှာချမ်းသာကြွယ်ဝတဲ့ကလေးတော်တော်များများကဒီလိုပုံစံတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ချမ်းသာကြွယ်ဝပေမဲ့လိမ္မာရေးကြရှိကပညာရေးမှာအထူးကျွန်ထက်မြတ်တဲ့သမီးလေး၃ယောက်ကိုပြုစုပျိုးထောင်ထားနိုင်တာကတော့မင်းသမီးကြီးနန္ဒာလိုင်းပါ။ ဒါကြောင့်လည်းနန္ဒာလိုင်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။တကယ်ဆိုရင်တချိန်ကတရုတ်ဆောင်မင်းသမီးဖြစ်ခဲ့ဘူးသူနန္ဒာလိုင်ကမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိယကတော်လို့ဆိုရမှာပါ။ဒါအပြင်နန္ဒာလိုင်ကအနုပညာလောကမှာအချမ်းသာဆုံးသူလို့ဆိုရမှာပါ။နန္ဒာလိုင်ဟာမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိယကြီး၅ဦးမှာတဦးပါဝင်ဖြစ်တဲ့ဇေကဘာခင်ရွှေရဲ့သားဖြစ်သူဇေတီဟာနဲ့လက်ထပ်ထားတာဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယကတော်ကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့လေနန္ဒာလိုင်ဟာစမိုင်းတို့လိုတတိယတွေလောက်ကတော့အပြော့လို့ဆိုရမှာပါ။ ဒါပေမဲ့နန်ထောင်လိုင်းကဒီလိုမျိုးချမ်းသာကြွယ်ဝပေမဲ့ဘဝကိုရိုးသားအေးဆေးစွာနဲ့ဖြတ်သန်းနေပြီးတော့လူမြင်ကွင်းရှိတောင်ပေါ်လာတာကနေပါတယ်။အထူးသဖြင့်နန်ထောင်လိုင်းရဲ့ Facebook စာမျက်နှာတွေမှာရိုးသားတဲ့တာမန်အိမ်တောင်ရှင်မတူဖြစ်တာပရိသတ်တွေကမြင်တွေ့ရတာဖြစ်ပါတယ်။ဒါအပြင်နန်ထောင်လိုင်းကအလူမင်္ဂလာအခမ်းအနားတွေမှာလည်းယောဂီရောင်ဝိစုံကိုသာဝိစင်တတ်တာဖြစ်ပါတယ်။ တချို့သောသတိမကြီးတွေဆိုရင်အလူအတန်းနဲ့အခမ်းအနားပွဲတွေမှာဆိုရင်တမတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်တဲ့အနေနဲ့စိန်တွေရွှေတွေကိုတီးနေအောင်ဝတ်တလို့တကယ့်ကိုဂုံပကသနာတွေနဲ့ဖော်ပြလေးရှိပါတယ်။နန္တာလိုင်းကလည်းနာမည်ကြီးစီကဘာကုမ္ပဏီရဲ့သတိမကြီးဖြစ်တာကြောင့်တမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်မယ်ဆိုရင် ထုတ်လို့တောင်မကုန်နိုင်ပါဘူး။မျက်စိချင်းလောက်စရာလက်ဝတ်ရတနာတွေအဖိုးတန်အဝတ်အစားတွေကိုဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့လည်းနန်ဒလိုင်ကတော့အလူမင်္ဂလာအခမ်းအနားပွဲဒီမှာဆိုရင်ဂုံပကသနာမပါပဲယောဂီအောင်လုံကြည်အညိုယောင်ယောဂီဝိစုံကိုယ်တာဝိစင်တက်ပါရင်နန်ဒလိုင်ဟာဒီလိုမျိုးရိုးရိုးရင်ရင်နေထိုင်ခဲ့သလိုသမီးလေးတွေကိုလည်းတထေးသမီးဆိုပေမဲ့လိမ္မာရင်ကြီးပြီးတော့ပညာရေးမှာအထူးချွန်ထက်မြက်အောင်လေ့ကျင့်ပြုစုပြောထောင်ခဲ့ပါရင်အခုဆိုရင်နန်ဒလိုင်ရဲ့သမီးလေးတွေကတထေးသမီးလေးတွေဆိုပေမဲ့တကယ်ကိုလိမ္မာရင်ကြီးတဲ့စံပြသမီးလေးတွေဖြစ်ပါတယ် နန္ဒလိုင်ရဲ့သမီးကြီးဇေဝရီလိုင်ဟာဆိုရင်ပညာရေးထူးချွန်ကသူမဆွဲထားတဲ့ပုံတွေကိုတော့နိုင်ငံခြားကဒေါ်လာပေးပြီးတော့ဝယ်ယူရတယ်လို့ဖခင်ဖြစ်သူဦးစီတီဟာကဆိုခဲ့တာဖြစ်ပါတယ်။ဒါအပြင်သမီးလက်နဲ့သမီးငယ်လေးတွေဆိုရင်စာကိုပဲအာရုံစိုက်ကြတာများပါတယ်။ဘာသာရေးအပြင် ပညာရေးတွင်အပြင်ဘာသာရေးအလူအတန်းပွဲတွေမှာလည်းတရုတ်ဆောင်မင်းသမီးနန်ဒါလိုင်ရဲ့သမီး၃ယောက်ဟာမိဘတွေနဲ့အတူတူရိုးရိုးရင်ရင်အဝတ်အစားလေးတွေနဲ့ပွဲတက်တာများပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသမီး၃ယောက်ကိုလိမ္မာရင်ကြီးစွာမွေးဖွားထားတဲ့နန်ဒါလိုင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။